လုံးအခုကမလုပ်ပေးဖြစ်တာကြာပြီဖြစ်တဲ့ reading ဒီလုပ်ပေးမယ်ပေါ့နော်မင်းကိုတစ်ဖက်သူပြောချင်နေတဲ့စကားတွေသူတို့ဘာပြောချင်နေလဲဆိုတာကိုကြည့်ပေးမှာပဲဖြစ်တယ်ဆိုတော့ collective reading ပဲဖြစ်မယ် collective reading ဆိုတော့ကြာတော့ခရိုင်းလိုပဲ current energy ကိုရင်စစ်ပေးမယ် current energy မှာမှန်နေဆိုတာမှစကြည့်ပေါ့နော်ကိုယ်ရဲ့ collective energy current energy ဒီလိုမျိုးမှာဖြစ်မယ် tree of coin tree of pandike ဒါ tree of sauce ဟိုသုံးကနန်းနေပဲကြားတယ်ဆိုတော့ဒီ reading ကိုလာကြည့်တဲ့သူက3ပေါ့နော်နံပါတ်3နဲ့ပတ်သက်ပြီးတော့ခုခုထူကြတာမျိုးရှိလိမ့်မယ်3ရက်နေမွေးတာမျိုး3လပိုင်းမွေးတာမျိုး3ရက်နေမှာအသေးကွဲခဲ့တာမျိုး3လပိုင်းမှာ relationship စခဲ့တာမျိုးဒီလိုမျိုးတွေပေါ့နော်ဟိုအချစ်ရေးမှာ third party saturation ကြောင့်မို့လို့စိတ်ညစ်နေရတဲ့သူတွေကြည်ပြစ်လိမ့်မယ် ငွေကြေးအရတော့ကောင်းမွန်မှုရှိလိမ့်မယ်အဲစီးပွားရေးလူမှုရေးလုပ်ငန်းတွေမှာတော့ဒီ team နဲ့လုပ်ရတဲ့ကိစ္စတွေမှာအဆင်ပြေပြီးတော့အောင်မြင်ခြင်းအောင်မြင်နေလိမ့်မယ်ဒါပေမဲ့ relationship အပိုင်းမှာတော့တတရားသူကြောင့်မို့လို့စိတ်ပင်ပန်းနေရတာမျိုးတွေတွေ့တယ်ကိုကိုရိုင်းကမတိလိုက်ဖဲနဲ့သူများရဲ့ relation ကိုသွားပြီးဖြည့်ဆည်းမိလိုက်တာတော့၎င်းကိုယ့်ရဲ့ relation မှာအာ လိုမျိုးရှုပ်ထွေးမှုတွေတတိယသူရောက်လာလို့ရှုပ်ထွေးမှုတွေဖြစ်နေတဲ့သူတွေတော့၎င်းတွေ့ရတယ်ပေါ့နော်ဒီအထိ current energy မှာမှန်နေဆိုရင်တော့စက်ကြီးပါပေါ့နော် three source အရာအသေးကွဲထားတာမကြသေးတဲ့သူတွေပါမယ်ပေါ့နော်အနောက်ကျောကိုဓာတ်ထုတ်ခံထားရတယ်ချက်ချင်းမြတ်တာမှမဟုတ်ဘူးဆိုရင်လည်းငွေရလိန်ခံရတာမျိုးအာကိုယုံကြည်ရတဲ့သူက လိန်သွားတာမျိုးပေါ့နော်ဒီဂျားတွေကနေအာမခံပြီးလိုက်တဲ့ကိစ္စတွေမှာကိုလည်းမတုံးလိုက်ရပါပဲနဲ့ဂျားတွေကနေပြီးတော့ဟိုပတ်စံတွေစိုက်ဆက်ပေးနေရတာမျိုးဒီလိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးအလိန်ခံရတာ relationship နဲ့ပတ်သက်ပြီးတော့အသေးကွဲထားရတာဒီလိုမျိုးအစင်မပြေတဲ့ဆက်ဆံရေးတွေမှာနှိမ့်ယုံနေပြီးတော့ကြတော့ဘဝကိုအသက်စတင်ဖို့အတွက်ကြိုးစားနေတဲ့သူတွေပါမယ် ဖိရှုံးဝင်နေရကိုယ့် collective တွေကအစင်းတော့ပြေမနေဘူးမှန်နေဒါပေမဲ့အစင်းမပြေမှုကြီးတဲမှာပဲပိတ်မိထားတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ဒီအသက်ပြန်ပြီးတော့ချက်ပရာအသက်ပြန်စနေတယ်အစင်းမပြေတာတွေတဲကနေပြေအောင်လို့စူးစမ်းပြီးတော့ယုံကန်နေရယုံထွက်နေရဆိုတဲ့သူမျိုးတွေပါတာကိုတွေ့ရတယ်ဆိုတော့ outside air sign နဲ့ mid sign တွေတွေ့ရတယ် Taurus ဘာကို Capricorn air sign က Aquarius Live Gemini နဲ့ Once meter တွေပေါ့နော် Aries Leo Sagittarius တွေ့ရတယ်ဆိုတော့ water sign ပဲပြောင်းနေတယ်ဂျန်ရဲ့ element အစုံမြင်နေရတယ်ပေါ့နော်ဆိုတော့ဒီအထိအာကိုက်ညီတယ် current energy မှာကိုက်ညီရယ်ဆိုရင်စက်ကြည့်ပါကိုယ့်ရဲ့ collective တွေကိုမင်းတို့ရဲ့တစ်ဖက်သူကဘာတွေပြောချင်နေလဲကြည့်ပြီးမှလည်းဖြစ်ပါလိမ့်ရှင်အဲ့တော့ mm ဒီမှာလဲမီးတက်ကိုပဲထပ်တွေ့တယ် six of quine and the cherry yard and keen of quine okay ဘာပြောချင်နေလဲဆိုတော့လေဒီတစ်ဖက်သူကမင်းနဲ့ပတ်သက်ပြီးတော့တော့၎င်းဒီ relationship နဲ့ပတ်သက်ပြီးတော့တော့၎င်းဆုံးဖြတ်ချက်တွေလင်းလင်းမြန်းမြန်ချခဲ့မိတဲ့အတွက်သူအာအစိမ်းမကောင်းဖြစ်နေရတယ်အစိမ်းမပြေဖြစ်နေရတာမျိုးတွေ့ရတယ်ပေါ့နော် အဲ့တော့ဝန်စရဒီမင်းတို့ရဲ့တဖက်သူကနည်းနည်းလေး over confident ဖြစ်တဲ့တဲကိုပါမယ်သူရဲ့ရုပ်ရည်ယူပကနဲ့ပတ်သက်ပြီးတော့တော့၎င်းသူရဲ့ဒီ skill တွေနဲ့ပတ်သက်ပြီးတော့တော့၎င်းပေါ့နော်ငါလုံနိုင်တယ်ငါလုံတတ်တယ်ဆိုတော့ဒီလိုမျိုးနည်းနည်းလေး ego ဘက်ကိုသွားတဲ့အတ္တသမားတွေပြီးတော့ညှိနှိုင်းဆွေးနွေးမှုအားနည်းတယ် သူတို့လှုပ်ချင်အောင်လှုပ်တတ်တဲ့သူမျိုးတွေပေါ့နော်ဒါကြောင့်သူ့ရဲ့ဒီလိုမျိုးဒီ relationship နဲ့ပတ်သက်ပြီးတော့မင်းနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းဆွေးနွေးမှုမရှိပဲပြန်လဲငဲ့ညာမှုမရှိပဲလှုပ်ချင်ရတယ်လှုပ်သွားတယ်အခုကြကံမှစစ်စောခွိုင်းရသူမင်းစီကနေထွက်သွားမိရာကိုအာနောင်တရနေရဆိုတာမျိုးပေါ့နော်နောင်တတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးအခုကမှပြန်ပြီးတော့အတိဝင်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟိုတကယ်တော့အချစ်တွေကိုမျှဝေပေးခဲ့မိတာသူကအမင်းပေါ်ကိုတစ္ဆာဖောက်ခဲ့မိတာ အဲ့တစ္ဆာဖောက်ခဲ့တာကိုလည်းနောင်တမဟုတ်ဘူးသူကဘယ်လိုပြောရမလဲမြန်မြန်ဆန်ဆန်အဲ့လိုလုံရက်တီကိုလုံခဲ့တဲ့အတွက်မင်းဘက်မှာအဆင်မပြေဖြစ်ကြံခဲ့တယ်ဆိုတာကိုသူသိတယ်ဒါပေမဲ့လည်းသူနောက်ဆုတ်ဖို့ခက်ခဲဆိုတာမျိုးတွေကိုပြောကျင်နေရအောင်တွေ့ရတယ်ပေါ့နော်အေရိုဝန်စ်အရာကတော့တစ်ဖက်တူပါလိမင်းကိုပြောစရာစကားတွေများကြီးရှိတယ်ဒါပေမဲ့လည်း ြောဆိုရင်လည်းဘာပြောရမှမမသိဘူးပြောလို့မရနိုင်ဘူးပြန်ဆက်သွယ်လို့မရနိုင်ဘူးဆိုတဲ့အခြေအနေပေါ့နော်မင်းအကြောင်းကိုတော့သူခေါင်းထဲမှာရှိရဲ့အာမင်းကိုလည်းပြောချင်နေရတယ်တတိပေးချင်နေရတယ် message တွေပို့ချင်နေရတယ်ဒီလိုမျိုးတွေအများကြီးရှိရတတိတွေလည်းရတယ်ဒါပေမဲ့လည်းသူလုတ်ခဲတဲ့ကိစ္စကြောင့်သူမင်းကိုပြန်ဆက်သွယ်ဖို့ခက်နေရဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပေါ့နော်ဟိုပြောချင်တာကတော့ လူနှစ်ယောက်ပေါ့နော်ဟိုဘက်ကလည်းမပြတ်နိုင်ဘူးမင်းကလည်းမပြတ်နိုင်ဘူးအဲ့ဒီတော့သူကနှစ်ယောက်နှစ်ဖက်လုံးကိုတန်းတူဆက်ဆံခြင်းနဲ့နှစ်ဖက်လုံးနဲ့ relationship ွားကျင်နေဆိုတဲ့ပုံစံမျိုးတွေမြင့်ကိုလာပြီးတော့ညှိနှိုင်းကျင်နေဆိုတာမျိုးကိုတွေ့ရတယ်မြင့်ကိုလည်းဂယူဆိုင်ကျင်နေဟိုဘက်ကလည်းချစ်ပေးကျင်နေဆိုတာမျိုးပေါ့နော်တောင်းပန်ကျင်နေခွင့်လွတ်ပေးပါဒါပေမဲ့လည်းငါကတော့နောက်မဆုံးနိုင်ဘူးဆိုတဲ့အဲ့လိုကုလိုကန်လန် energy ကိုတွေ့ရတယ်ပေါ့နော် chariot အရာမင်းတို့ရဲ့တစ်ဖက်သူကအတော်လေးခေါင်းမာတဲ့သူမျိုးပေါ့နော် သူဆုံးဖြတ်ထားပြီးသွားပြီဆိုရင်အာနောက်မဆုံးတော့ဘူးဆိုတဲ့သူမျိုးသူ့မှာကဘယ်လိုပြောမလဲဒီအဖြူနဲ့အမဲလေးကိုခွေးနဲ့ကောင်ကိုကြည်လိုက်ပေါ့နော် အာတခါတလေမှာစိတ်ရိုင်းနေပေါ်လာတယ်တခါတရံတခါတလေကြတော့လဲကောင်းတဲ့စိတ်ကလေးကပြန်ပေါ်လာတယ်အဲ့လိုကောင်းတဲ့စိတ်ကလေးပြန်ပေါ်လာတဲ့အချိန်မှာကြတော့ तू ကမင်းကိုလွမ်းနေတတိယရယ်ဆိုတဲ့အကြောင်းကိုလာပြောခြင်းတယ်ဒါပေမဲ့လည်းသူ့ရဲ့ဒီအမဲရောင်စိတ်ပေါ့နော်အဲ့လိုဖောက်ပြားခြင်းနဲ့စိတ်ဖောက်ပြန်ခြင်းနဲ့စိတ်တည်ပေါ်လာတယ်လက်ရှိကလည်းဖောက်ပြန်ပြီးနေပြီးဆိုတဲ့အချိန်မှာ तू ကအမားလုတ်ပြီးသွားမှန်းကိုသူ့ကိုသူသူတိပါတယ်တဲ့ဒါပေမဲ့လည်း ဲ့ဒီအမားကနေနောက်ပြန်ဆုတ်ဖို့အတွက်သူလုံးဝမဟုတ်တော့ဘူးအာရှေ့ဆက်ပဲတိုးမယ်သူ့ရဲ့ဆုံးဖြတ်ချက်ကိုသူပြင်မှာမဟုတ်တော့ဘူးဆိုပြီးတော့မျိုးကိုပြောချင်နေတယ်ဆိုတော့တစ်ဖက်သူကတစ္ဆာဖောက်ဖြစ်သွားပြီကိုယ့်ရဲ့ quality တွေကဇွတ်တင်းလိုက်ပြီးတော့ဆက်သွယ်နေတဲ့အခြေအနေဇွတ်တင်းလိုက်ပြီးတော့ဆွဲထားနေတယ်ဆိုရင်ဆွဲမထားပါနဲ့တော့သူ့ကိုဆွဲမထားနဲ့တော့ မင်းကသူ့ကိုခွင့်လွတ်ပေးနိုင်တယ်သူကဒီလိုမျိုးရှုံနေတာကိုမင်းဘက်ကခွင့်လွတ်ပေးနိုင်တယ်ဆိုရင်တော့ကိစ္စမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့မင်းတယောက်တည်းပဲသူ့ကိုပိုင်ချင်တာမျိုးဆိုရင်တော့သူ့ကိုရှေ့ဆက်ပြီးဆွဲမထားနိုင်တော့သူကနောက်ပြန်မဆုံနိုင်တော့ဘူးနောက်ပြန်ဆုံးလို့ရတဲ့အခြေအနေမဟုတ်တော့ဘူးဆိုတာမျိုးကိုတွေ့ရတယ် The Chariot and King of Pentacle ပေါ့နော်အာဒီတစ်ဖက်သူကတော်လေးကိုခေါင်းမာပြီးတော့ကြတော့ ညီနိုင်ဆွေးနွေးရခတ်တဲ့သူမျိုးပေါ့နော် king ဘယင်တယောက်ရဲ့ energy မျိုးဆိုတော့ဒီတစ်ဖက်သူကလေမင်းတို့ထက်အသက်ကြီးတာမျိုးတော့၎င်းမင်းတို့ထက်ပိုပြီးတော့ရင့်ကျက်တာမျိုးတော့၎င်းအာသူ့ရဲ့ level မှာရာထူးရာခံချီတဲ့သူမျိုးသူ့ရဲ့မိသားစုမှာ तू ကဦးဆောင်ဦးစီးလုံးနေတဲ့သူမျိုးဒီလိုမျိုးပေါ့နော်ဟိုမိသားစုထဲမှာအသက်အငယ်ဆုံးဖြစ်နေတယ်ဆိုရင်တော့မှာပဲတဲ့အိမ်ငုံရဲ့တာဝန်ကို तू ကဦးဆောင်ပြီးတော့ရှာဖွေထမ်းပိုးနေတဲ့သူဖြစ်လိမ့်မယ်အဲ့ဒီရဲ့ man တွေကလည်းသူ့မှာရှိနေတဲ့အတွက်မှားသွားတယ်ဆိုရင်တော့မှာပဲမှားပါတယ်လို့ ဝယ်မခံခြင်းနေဘူးဆိုတော့ तू ပြောချင်တာကဘာလဲဆိုတော့ तू မှားထားတယ်ဆိုရင်တော့ तू ဘယ်တော့မှဝန်ခံလာမှာမဟုတ်ဘူးတဲ့ तू မှားပါတယ်ဆိုပြီးတော့အဲ့ဒီအမှားအတိုင်းပဲ तू ရှေ့ဆက်ရှောက်ဖို့အတွက်ဆုံးဖြတ်ထားတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်အာဒီ तू လုပ်ခဲ့တဲ့ဒီဇလန်းကို तू တက်တက်လုံးစားအတွက် stable ဖြစ်အောင်မယ်တိဆောက်တော့မယ် သူမင်းစီကိုပြန်လာခြင်းပင်မဲ့ပြန်လာလို့မရဘူးပြန်မလာတော့ပါဘူးမင်းကမင်းပါမင်းမဲ့လုံခြုံအောင်နေပါနောက်ထပ်မင်းကိုတစ္ဆာရှိရှိချစ်ပေးမဲ့သူနဲ့အဲတောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိတဲ့သူနဲ့တွေ့မှာပါလို့ပြောရပေါ့နော်ဆိုတော့ तू သူစကားတွေသူခံစားချက်တွေကအစွန်းနှစ်ဖက်ဖြစ်နေညီမမနေဘူးပေါ့နော်ဆိုတော့အဲ့တော့ဟိုဟန်ကြီးပြန်လာခြင်းနဲ့အဲ့တော့ဝန်ကြီးပြန်လာခြင်းနဲ့ပြန်ပြီးညီနိုင်ခြင်းနဲ့ဆွေးနွေးခြင်းနဲ့ မင်းနဲ့တည်ငြိမ်အောင်သူပြန်ပြီးတော့လှုပ်ချင်တယ်တစ်ဖက်ကဒါပေမဲ့တစ်ဖက်ကကြာလဲဘာဖြစ်နေလဲဆိုတော့ခေါင်းပေါက်မှာနဲ့ရှေ့ဆက်ပဲတူမှာငါမှားွားတယ်ဆိုရင်တော့မှပဲအဲ့ဒီအမှားတိုင်းပဲရှေ့ဆက်ပြီးတော့ရှောက်မှာငါမှားတယ်လို့ငါဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးဆိုပြီးတော့ဒီလိုမျိုးပြောနေရအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလူကိုပြန်ပြီးတော့မျောလဲနေရဲဆိုရင်တော့ကိုယ့်ရဲ့ quality တွေလောက်ရမှာသူပြောသလိုပဲသူ့ကိုခွင့်လွှတ်ပေးပြီးတော့သူထားရနေသူစီရသွားမှာလားဒါဆိုရင်တော့သူပြန်လာမယ်အဲအဲ့ဒီလိုမဟုတ်ဘူးอืม ငါတယောက်တည်းကိုပဲချစ်ရမယ်ငါနဲ့ပဲပတ်သက်ရမယ်ဆိုရင်တော့ तू ကမင်းကိုလက်လွတ်လိမ့်မယ်တဲ့ commitment နဲ့တွေ့တာကိုယ့်ရဲ့ quality တွေကတစ်ဖက်သူစီကနောက်ထပ်ဒီလိုမလုပ်တော့ပါဘူးဆိုရဲဂတိစကားကိုမျောလင့်နေရတဲ့သူတွေရှိလိမ့်မယ်ပေါ့နော်အဲအဲ့လိုမျောလင့်နေတယ်ဆိုရင်တော့ပင်ပန်းရလိမ့်မယ်ပို့ပို့ပြီးတော့ဘာကြောင့်လဲဆိုတော့တစ်ဖက်ကလည်းနောက်ဆုံးမှမျိုးမတွေ့ရဘူးတွေ့လား तू อ่ะ နောက်ထပ်နောက်ထပ်တရားပေါ့နော်မင်းမဟုတ်တဲ့တရားနဲ့ဒိတ်တိနေလုံနေတယ်ပျော်နေတယ်ပျော်ခြင်းအောင်ဆောင်ပြနေရလဲဖြစ်နိုင်တယ်တကယ်ပျော်နေရလဲဖြစ်နိုင်တယ်အမားပေါ်မှာလုံးဝအမားထပ်ပြီးတော့တထထကျူးလွန်နေရမျိုးကိုတွေ့ရတယ်လက်ရှိကတော့သူက ။အဲကိုလည်းချစ်တယ်၊သူ့ကိုလည်းရချင်တယ်ဆိုတာမျိုးဖြစ်နေတယ်။ဒီမှာ up sign energy တွေအများဆိုးမိုးတယ်။ခေါင်းမာတယ်၊ညီနိုင်ရခတ်တယ်။အဲကိုကမှန်တယ်လို့ထင်နေတဲ့ကိစ္စအတွက်ဘသူလာတာတာရအောင်လုပ်တယ်ဆိုတဲ့သူမျိုးအခုလည်းမင်းတို့ရဲ့တစ်ဖက်သူက up sign နေဖြစ်ဖို့မြင်ရတယ်နော်။သူဖောက်ပြန်သွားရတာတောင်မှပဲမင်းတို့ကြောင်လို့ပြောချင်အောင်ပြောနေလိမ့်မယ်၊တွေးချင်အောင်တွေးနေလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ echo များတဲ့ sign ပေါ့နော်။အစကတည်းကသူတို့အပေါ်ကိုယ့်ရဲ့ collective တွေကအမှားအယဉ်ကျူးလွန်ခဲ့တာမျိုးရှိသလားပေါ့ င်เนาะဒီလိုမျိုးမင်းတို့ဘက်ကအမှားအရင်ကျူးလွန်ခဲ့တာမျိုးကြောင့်မို့ဒါစနစ်တကျမင်းတို့အပေါ်ကိုပြန်ပြီးတုံ့ပြန်သွားတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့เนาะဆိုတော့သူစီကခွင့်လွှတ်မှုကိုရောရဖို့ကတော်တော်ခက်ခဲလိမ့်မယ်သူပြောချင်နေတဲ့စကားကလည်းအဲ့လိုပဲအခုနင်ကိုချင်းစာတတ်ပြီလားဆိုတာမျိုးဖြစ်နေရမှာခုမှကိုနားလဲသွားတော့တယ်သူမျိုးကိုတစ္ဆာဖောက်ခဲ့တယ်မှန်တယ်ဒါပေမဲ့နင်းလုံးလုံးကပြန်လုတာနော်ဆိုတာမျိုးကိုမြင်နေရတယ်ဟော ဆိုတော့သူစီကတခုခုမျောလင်းနေတယ်သူပြန်လာဖို့မျောလင်းနေတယ်ဆိုရင်တော့ပြန်လာဖို့ရှိရကိုစောစောကပြောသလိုပဲပြန်လာမယ်ဒါပေမဲ့လွတ်လွတ်ကင်ကင်ပြန်လာမှာမဟုတ်ဘူးနောက်ကတန်လန်းပါလာမှာပေါ့နော်သူပတ်သက်ထားတဲ့အဲ့ဒီအပတ်သက်အဆက်အနွယ်တွေကိုလည်းအာလုံးဝဖျက်ချခဲ့တာမဟုတ်ဘင်းနဲ့အဲ့ဒီအဲ့ဒီသူတွေနဲ့လည်းဆက်သွယ်နေဦးမယ်မက်ဆီလည်းပြန်လာမယ်ဆိုတဲ့အခြေအနေမျိုးတွေအာရှိတယ် တိရစ္ဆာန်လေးတွေမွေးထားတဲ့သူနှစ်ယောက်တူတူရှိနေတော့ကခွေးလေးတွေအကြောင်းကလေးတွေဒီလိုမျိုးတွေမွေးထားရဆိုရင်သူတို့ကိုအကြောင်းပြုတ်ပြီးတော့အဲ့ဒီတစ်ဖက်တူဘက်ကပြန်ပြီးတော့ဆက်သွယ်လာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်။ Base of the deck ကတော့ move on ဆိုတာမျိုးကိုတွေ့နေရတယ်ပေါ့နော်။ main ကိုဒါပေးချင်နေတဲ့ message ဖြစ်မယ်ကိုယ့်ရဲ့ color tint တွေကိုအာ မဖြစ်နိုင်တော့တူတယောက်တူအချိန်လေးဖြုံးမနေနဲ့တော့ဆိုတဲ့ message ပေါ့နော်ဆိုတော့ဒီ connection ကိုမင်းတို့ဘာသာမင်းတို့ပြန်ပြီးတော့သုံးသပ်ပါမင်းတို့ကစတင်ပြီးတော့အမားတွေလုတ်ခဲ့တာမျိုးဆိုရင်တော့မမျော်လင့်နဲ့တော့လို့ကိုကပြောချင်တယ်ဘာကြောင့်လဲဆိုတော့ပြန်ပြီးပတ်သက်ခဲ့တူပြန်ပြီးလာခဲ့မယ်ဆိုရင်တော့စိတ်ချမ်းသာရဖို့မရှိဘူးမာနတွေပြိုင်နေမှာမာနတွေပြိုင်နေမှာအဲ့လိုမာနတွေပြိုင်နေရဆိုတဲ့အချိန်မှာ ပြန်တဲ့သွားလဲခဏပဲခွေးမိကောက်ကြတော့ဆိုပြန်ပြီးတော့ဖောက်လွဲဖောက်ပြန်ကိစ္စတွေကဖြစ်ကြအောင်ပါပဲ ဆိုတော့ဒါတဖက်သူပြောချင်နေတဲ့စကားတွေပါ recap လုပ်ရရင်တော့မင်းကိုလည်းလွမ်းနေပြန်လဲလာခြင်းနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလည်းလုပ်ချင်တယ်ဒါပေမဲ့အခုငါရွေးချယ်ထားတဲ့သူငါရွေးချယ်ထားတဲ့လမ်းကိုလည်းငါကရက်တန့်ပြစ်လိုက်မှာမဟုတ်ဘူးအဆုံးထိဆက်ချောင်းမှာပဲဒါကိုမင်းလက်ခံနိုင်နေဆိုရင်တော့ငါတို့ညှိနှိုင်းကြမယ်ဆိုတာမျိုးသူကပြောချင်နေတာပဲဖြစ်ပါတယ်ရှင် ဆိုတော့ဒါဟာ collective and general reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးနဲ့တော့ energy ကိုက်နေနေမယ်လို့မထင်ပါဘူးရှင်။ energy ကိုက်နေတဲ့ဒူတွေအတွက်ကတော့100%မှန်ပါလိမ့်မယ်။ဒီလိုမျိုး personal reading ဝယ်တဲ့ဆိုရင်တော့ကိုယ့်ရဲ့ Telegram တို့မဟုတ် Viber မှာ booking လေးလာယူလို့ရပါမယ်။ screenshot လေးယူခဲ့လို့ရပါတယ်။အာကိုယ့်ရဲ့ channel လေးတွေကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့မြစ်တာရက်ခံပါတယ် YouTube TikTok Facebook ဒါလေးတွေရှိမယ်ပေါ့နော် energy resonate ဖြစ်တယ်ဆိုရင်လည်း comment လေးမှာမှတ်ပေးသွားကြပါအောင်ရှင် ဆိုတော့ကိုရောနောက်ထပ် reunion နဲ့တူပြန်တွေ့ကြမယ်เนาะတတ